ပရိသတ်များအလုံးမဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ပရိသတ်တွေအတွက်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့တရုတ်နိုင်ငံမှာကျင်းပမယ်တရုတ်အာဆီယံပိုက်ကြော်ချင်းပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှုအတွက်လေ့ကျင့်ပြင်ဆင်နေတဲ့မြမလေးစဉ်ပိုက်ကြော်ချင်းကစားသမားတွေရဲ့အကြောင်းပဲဖြစ်ပါတယ်တရုတ်နိုင်ငံကအာရှန်ဖြစ်ကျင်းပပြုလုပ်မယ်တရုတ်အာဆီယံဖိတ်ခေါ်ဖလားပိုက်ကြော်ချင်းပြိုင်ပွဲ China ASEAN ကကိုတော့2025ခုနှစ်ဇွန်လ1ရက်နေ့ကနေ၄ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲကိုမြမလေးစဉ်အမျိုးသားအမျိုးသမီးပိုက်ကြော်ချင်းကစားသမားတွေဝင်ရောက်ရှင်ပြန်သွားမှာလည်းဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲမှာအောင်မြင်မှုရရှိနိုင်မှုအတွက်လက်ရှိမှာတော့မြမလေးစဉ်အမျိုးသားအမျိုးသမီးပိုက်ကြော်ချင်းကစားသမားတွေအနေနဲ့ရန်ကုန်မြို့တူနာမှာရှိတဲ့မြမနိုင်ငံပိုက်ကြော်ချင်းအဖွဲ့ချုပ်မှာစကန်းတင်လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်လျက်ရှိနေပါတယ်။သောင်းကုန်ကိုကျူးစားထားပါတယ် ရှေ့သေးရရှိမယ်လို့လည်းမှန်ထားပါတယ်။ဒါလည်းရမှာပါ။မှန်ထားပါကိုကထင်းနေဆိုလို့လေ။ရမယ်လို့လည်းမှန်ထားပါတယ်။ဟုတ်။ရှောင်းကျရထိုင်းတို့မလေးတို့နဲ့တွေ့ကြပါလေ။ဟုတ်။ခက်ခဲတော့နိုင်မှကိုကနာမည်ပူရမှာလို့။အဲဒီမှာခက်ခဲနေနိုင်တော့လိုချင်ပါလေ။ဟုတ်။ဘလုံးအားပေးကြပါအောင်လို့ဒီတမကလည်းအကောင်းဆုံးကစားသွားပါမယ်လို့လူတယောက်ချင်းတယောက်ချင်းစီတိုင်းလည်းကျေးဇူးတင်ပါတယ်လို့နောက်ဘက်လည်းအားပေးကြပါအောင် တရုတ်အာဆီယံပိုက်ကြောချင်းပြိုင်ပွဲမှာတော့အမျိုးသားအသင်းနဲ့အမျိုးသမီးအသင်းတွေအတွက်၃ရောက်တွဲနဲ့၄ရောက်တွဲပြိုင်ပွဲအမျိုးအစား၂မျိုးပေါင်းရမှာဖြစ်ပြီးမြန်မာနိုင်ငံကိုစားပြုအဖြစ်အမျိုးသားလယ်ယူစဉ်ကစားသမား၆ဦးနဲ့အမျိုးသမီးလယ်ယူစဉ်ကစားသမား၆ဦးတို့ကဝင်ရောက်ရှင်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။လယ်ယူစဉ်အမျိုးသားအသင်းမှာတော့ဇင်မင်းဦးအာတေတန့်စင်ထွန်းဒလုံအောင်အောင်အောင်ကြီးဇော်မင်းခန့်အာကြီးရဲထက်နဲ့ဟန်ဝင်းထွတ်အန့်ကူတို့ပါဝင်ပြီး မျိုးသမီးအတင်းမှာတော့ဖြဖြူတန်း၊နတ်မေတူထွေး၊ရမုံစင်၊ချယ်ရီလင်းသစ်၊သီရိအောင်နဲ့ဖူဖူတို့ကသွားရောက်ရှင်ပြန်ကြမှာဖြစ်ပါတယ်။အကျွန်တော်အခုထွင်စင်းနေတာကစီကိန်းအတွက်ပေါ့နော်ရီမန်းထားတော့စီကိန်းအတွက်ကျွန်တော်ရီမန်းထားတယ်စီကိန်းအတွက်လေ့ကျင့်နေရတယ်ပေါ့အခုဒီကြားထဲမှာတော့ဒါတရုတ်ပွဲလေးရှိတယ်ပေါ့ဟုတ်ကစားသမားဆိုတော့စိတ်ကြက်ကဘာလို့တဲဝဲသွားပြန်နိုင်နိုင်ကျင်တယ်လေအာမန်းထားကိုလည်းဘာလို့ကစားပြီဆိုရင်ရွှေ့လို့ကျင်တာပေါ့ ရွှေရတော့ဘယ်ဟုတ်မလဲကိုနဲ့ထိုက်တဲ့ရတော့ရမှာပေါ့အဲပွဲတစ်ပွဲမှာတော့ဘသူနဲ့ပဲတွေ့တွေ့ကျွန်တော်တို့အကောင်းဆုံးကစားမယ်နိုင်အောင်ချမယ်ပေါ့ဟုတ်စီးကင်းတော့ကတော့ဂျိုးတို့ဂျိုးသားနေပါလူမိုချာပွဲနေပါလို့လည်းနီးပြနီးပြတွေကကိုယ်မျိုးသက်တဲ့အနေနဲ့ဆွဲဖို့တာကိုကအကောင်းဆုံးဂျိုးသားဖို့ပွဲမှာလည်းခြေပေါ်အောင်လို့လုံးနိုင်မှုတော့ဂျိုးသားနေပါကျွန်တော်တို့တွေအဲ့လိုပွဲတွေသွားတော့အဖြစ်သူတို့နဲ့ထိတွေ့မှုရတယ်ဗျာကိုချင်းချင်းထိတွေ့ရတာနဲ့ အခုဒီဒါအခုကျွန်တော်တို့ကြောက်ပြိုင်နေတူဆိုစီကိမ့်မှာအများဆုံးပါမယ်သူတို့လေသူတို့နဲ့ထိတွေ့ဝင်ရတဲ့ပိုပြီးကောင်းပါတယ်ဟိုအပေးတဲ့ပိသက်ကိုလည်းကျွန်တော်တို့ကဟိုကျေးဇူးတင်တယ်ဟိုကျွန်တော်တို့ပွဲတစ်ပွဲမှာလည်းအရှုံးဆိုတာရှိမယ်အနိုင်ဆိုတာရှိမယ်ပေါ့အဲ့လိုခံမှုမှာလည်းကျွန်တော်တို့ဟိုဟောမယ်အာညိုညင်မနဲ့အားပေးပါပေါ့ဟုတ်ကျွန်တော်တို့ကလည်းကျွန်တော်တို့စွမ်းစည်းတော့လေ့ကျင့်ထားရတာအကောင်းဆုံးကစားပါမယ်တို့ကျွန်တော်တို့လည်းအားပေးပါအောင်ပါဗျာဒီအာဆီယံပိုက်ချော်ချင်းပြိုင်ပွဲမှာတော့ အရှင်တရုတ်နိုင်ငံနဲ့အတူအရှိတောင်အာရှနိုင်ငံတွေကပိုက်ကျော်ချင်းအဖွဲ့တွေဝင်ရောက်အရှင်ပြိုင်ကြမှာဖြစ်ပြီးပြန်ဝဲဝင်နိုင်ငံတွေကိုအုပ်စုခွဲပြီးအုပ်စုအစင်းကနေစတင်ရှင်ပြိုင်သွားကြရမှာဖြစ်ပါတယ်။လက်ရှိမှာတော့အင်ဒိုနီးရှား၊စင်ကာပူနဲ့ဘရူနိုင်းနိုင်ငံတွေကတော့အခုပြုလုပ်မဲ့ပြန်ဝဲကိုဝင်ရောက်ရှင်ပြိုင်နိုင်မှာမဟုတ်ဘူးလို့လည်းမြန်မာနိုင်ငံပိုက်ကျော်ချင်းအဖွဲ့ချုပ်ထံကသိရပါတယ်။ ဒီကစားသမားတွေကတော့အများဆုံးကတော့စီကိန်းကိုအခြေခံပြီးရွေးထားတဲ့အာသမားတွေဖြစ်ပါတယ်။အဲအာသမားတွေကမှဒီတရုတ်ပွဲအတွက်ကိုတည်ဆန့်ပြန်ပြီးတော့ဒါ chess ထုတ်ထားတဲ့အာသမားတွေဖြစ်ပါတယ်။အတိကတော့နိုင်ငံတကာပြိုင်ပွဲတွားရောက်ရှင်ပြိုင်မှနိုင်ငံတကာအတွေ့အကြုံရမယ်။ဒီအတွေ့အကြုံကနေပြီးတော့ဒီစီကိန်းအတွက်အောင်မြင်မှုတွေရမှာမယ်လို့ကိုရီးယားကမြင်ပါတယ်။ပက်ကျော်ချင်းပွဲကအချုပ်ကဒီနေ့အရင်မှန်းချက်ကတော့ဒီစီကိန်းမှာအောင်မြင်မှုရဖို့ ဒါအကုန်ဥက္ခရာအစအကုန်လုံးအကုန်လုံးပဲအကုန်တောင်းဝင်ယူထားပြီးတော့အောင်မြင်မှုရအောင်ကြိုးစားနေကြတဲ့ဘောဖြစ်တာပါမြန်မာလေရေးစင်ပိုက်ကြော်ချင်းအဖွဲ့အနေနဲ့ဒီပြန်ပွဲမှာအောင်မြင်မှုရရှိနိုင်မှုအတွက်လေရေးစင်ကစားသမားတွေနဲ့စကန်သွင်းလေ့ကျင့်မှုတွေပြုလုပ်နေတယ်လို့လည်းသိရှိရပါတယ်။မြန်မာလေရေးစင်ပိုက်ကြော်ချင်းအဖွဲ့အနေနဲ့လာမယ့်စီဂိမ်းပြိုင်ပွဲမှာအောင်မြင်မှုရရှိစေဖို့အဓိကရည်ရွယ်လေ့ကျင့်နေတာဖြစ်ပြီး လာမယ့်ဇူလိုင်လမှာလဲထိုင်းပြည်ရဲ့ဖိတ်ခေါ်ဖလားပိတ်ကျော်ခြင်းပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မှုရှိတယ်လို့လည်းသိရပါဗျ။အာကျွန်တော်တို့ဒါပြီးခဲ့တဲ့ဟွာပေါ့ဒီမေလာတရနေ့ကနေစပြီးတော့ကန်တင်ခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့။ဟောတရုတ်ပြိုင်ပွဲမှာတော့ကျွန်တော်ယောက်ျားလေးရောမိန်းကလေးရော၃ယောက်တွဲ၄ယောက်တွဲ event တစ်ခုပြိုင်ရမှာပေါ့နော်။အော်အဲ့ဒီဟိုတော့တော့လေးရောက်တွေ့ရောဟိုကျွန်တော်ကတော့အထူးသဖြင့်ဒီမိန်ကလေးဘက်ကိုနည်းနည်းအားဆိုင်ပြီးတော့လုပ်ပေးနေပါခင်ဗျဟုတ်ကဲ့ ။ Okay ကျွန်တော်တို့ကတော့ဒီဟိုအကောင်းဆုံးကိုတော့မျှော်မှန်းပြီးတော့လေ့ကျင့်ထားတာပေါ့နော်။အဓိကကတော့၄ရောက်တွဲကိုတော့ပို့ပြီးတော့ဟိုမျှော်မှန်းထားပါတယ်။ဟုတ်ကဲ့။အော်ဟုတ်ကဲ့ကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားနေပါတယ်။ဒါနိုင်ငံအတွက်ဒါသွားတဲ့ပြိုင်ပွဲတိုင်းမှာဟိုစုတစိတ်တွေရရှိအောင်ဟိုအများကြီးကြိုးစားပြီးတော့ဟိုလွတ်ဆောင်နေကြပါတယ်ခင်ဗျဟုတ်ကဲ့ဂျာဝဲရှိတော့လည်းကောင်းတာပေါ့လေပို့ပြီးတော့တိုးတက်လာတာပေါ့ကိုယ့်ရဲ့ခစားဆွေးရည်လေးလည်းလုပ်မယ်ဆက်ပြီးတော့အားပေးကြပါဦးပေါ့အကောင်းဆုံးကြိုးစားခဲ့ပါပြီပြီးရောပဲပါ အကောင်းဆုံးတော့ကြိုးစားမှာပေါ့လေစုရအောင်တော့ဟုတ်အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားနေပါလေရင်ပွဲဆက်ဆိုင်ဟုတ်ပြီပါတယ်အတင်းတိုင်းကနိုင်ငံတိုင်းလူကတော့ကောင်းပါရဲ့အီးကတော့ထိုင်းရဲ့ပြန်နေပေါ့သူတို့ကတော့ဟိုအများကြီးကြိုးစားမှာပေါ့မရအောင် မြမလေးစဉ်ပိုက်ကြော်ချင်းအဖွဲ့အနေနဲ့နောက်ဆုံးရှင်ပြိုင်ခဲ့တဲ့နိုင်ငံတကာပြိုင်ပွဲအဖြစ်ပြီးခဲ့တဲ့2025မတ်လကအိန္ဒိယနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့နိုင်ငံတကာပိုက်ကြော်ချင်းအဖွဲ့ချုပ်ရဲ့ IFTAF World Cup 2025မှာတော့ဆွေတစိတ်တစုငွေတစိတ်နှစ်စုနဲ့တေးတစိတ်တစုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။